မြန်မာပြည်ပေါ်တိုင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့အာရခတ်တော်အေကမိမိတို့တိမ့်ပိုက်ပြီးသားနေမြေတွေမှာချီးနေတဲ့ပြည်သူလူထုကိုစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တဲ့အရာကိုစစ်လော်ပြီးပီပန်းမီဒီယာဆိုပြီးတော့အော်နေတဲ့ကျော်စိုးကဘလိုမျိုးသုံးတာပြီးတော့ဘလိုဝေဖန်ထားတယ်လေဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်အနေနဲ့ sharing လုပ်ပြီးတော့ တင်ဆက်သွားမှာပဲဖြစ်ပါတယ်ဒီတော့ကျော်စိုးဦးတယောက်ဘာတွေပြောလဲတလဲအရင်ဆုံးခြူစားပေးကြပါခင်ဗျာနောက်ထပ်သင်မိုးစားပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါကတော့ကျွန်တော်တို့ရခိုင်လက်နက်ကိုင်ဖွဲ့ A ကစစ်သွေးကြော A ကသူတို့ထိချုပ်တဲ့ area ထဲမှာနေထိုင်တဲ့သူတွေအားလုံးကိုအားလုံးကိုသူတို့မဝေမနေရစစ်မှုထမ်းရမယ်လို့သူတို့ကအမိန့်ထုတ်ပြန်လိုက်ပါတယ် တော့ဒီလိုထုတ်ပြန်တဲ့အခါမှာသူတို့ရဲ့စားတဲ့နေရာကကျွန်တော်ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကနေစပါတယ်အဲ့တော့ပူစီအောင်မောင်တော်တစ်ဖက်မှာကျွန်တော်မြောက်ဦးအဲ့ဒီတကြောမှာသူတို့အဲ့ဒီသူတို့ရဲ့ဒီလှုပ်ရှားမှုကစတင်လာပြီဖြစ်ပါတယ်ကဲလောက်ခွေရှိတဲ့သူတွေကနံပါတ်1ဒီကိုဝင်ဆောင်မျိုးသမီးတွေကဲလို့မယ်နံပါတ်2ကတော့ကျွန်တော်တို့ note တိုက်ပြီးခင်နေကဲလို့မယ် note တိုက်ပြီးဆိုတော့ခလေး note ပြတ်သွားရင်တော့သူတို့စစ်မှုထားမယ်စစ်တင်တန်းကိုကျွန်တော်45ရက်အတင်တန်းပေးမယ်ပြီးသွားရင်ကျွန်တော်တို့သူ့ရဲ့ဒီတင်ဒီ AA မှာပေါ့ဗျ AA မှာသူတို့အဖွဲ့ဝင်ဖြစ်ကထားဆောင်အောင်ပါကနှစ်နှစ်ကာလဖြစ်ပါတယ် တို့အဲ့လိုထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့ဒီတော့ AA ထဲမှာထန်းဆောင်ရမှာကနှစ်နှစ်ကာလလို့ကြော်စိုးကပြောတော့တယ်။ဒီတော့လုံးပါရောမြန်မာစစ်တပ်မှာရောနှစ်နှစ်ကာလလား၁၀နှစ်လား၁၅နှစ်လားအနည်း၂၀လားကောင်းလေဖြူသွားတယ်ကျို့အမွှေးတွေဖြူအောင်ထွန်လို့မရဘူးဟဲ့ကောင်ကနော်ဒါတခြားထောက်ပြတာပဲဖြစ်ပါတယ် အဲ့တော့တို့ရဲ့ဒီထုတ်ပြန်ချက်ချင်းကိုကျွန်တော်တင်ပြပါမယ်။စစ်တင်တန်းကိုတို့လေးလေးစားလိုက်ရပေးမယ်။ပြီးရင်စစ်တင်တန်းပြီးရင်နှစ်နှစ်တောင်မှထမ်းဆောင်အောင်မယ်။ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားဆိုရင်စစ်မှုထမ်းပဲရွယ်ကအသက်15နှစ်ကနေစားမယ်။15နှစ်ကနေပြီးတော့ကျွန်တော်တို့အမျိုးသားက45နှစ်အတွင်းမှာအားလုံးအကျုံးဝင်တယ်။အမျိုးသမီးဆိုတော့ကျွန်တော်15နှစ်ကနေပြီးတော့အသက်35နှစ်အတွင်းမှာအကျုံးဝင်တယ်။အားလုံးအကျုံးဝင်ပါတယ်။အိတ်အိတ်မှာခင်ဗျာခင်ဗျာဘသူမှခင်ဗျာဟိုဖြစ်လို့မရဘူး။ရှောင်လို့မရဘူး။အားလုံးကအေးလက်ထဲမှာခင်ဗျာစစ်မှုထမ်းပါ။ အာကျမကခလေး၅ရောက်ငွေထားလို့မရဘူးခင်ဗျားလည်းစစ်မှုထားပဲလေရှိတိုင်း6အော်မနေနဲ့လေရှိတိုင်း6အော်မနေနဲ့အိမ်တစ်ဆောင်လုံးမှာလူ9ယောက်ရှိ9ယောက်လုံးစစ်မှုထားရမယ်ဆိုတော့ဖြစ်နိုင်ရလားမဖြစ်နိုင်ရလားခေါင်းရှိတဲ့လူတွေ့တတ်တယ်။ Okay ခေါင်းရှိတဲ့လူတွေ့တတ်တယ်။အေးအမှငโกကလေးကလည်းယခုလက်ရှိနေမြေတွေစစ်ကောင်စီကိုတိုက်ထုတ်ပြီးတော့တင်ထားတဲ့နေမြေတွေမှာ ရှိနေတဲ့စခန်းထဲမှာလူလိုနေတဲ့နေရာပေးဖို့အတွက်ဒီအတွက်ရှိနေတဲ့ပြည်သူလူထုကိုစစ်တင်နံပေးမယ်စစ်မှုထမ်းခိုင်းမယ်ပြီးရင်လက်တဲ့နေရာတွေမှာစခန်းထဲမှာနေရာပေးဖို့အတွက်စစ်မှုထမ်းခိုင်းတာပဲဖြစ်တယ်အင်းတဆောင်မှာလူ9ယောက်ရှိ9ယောက်လုံးစစ်မှုထားရမယ်ဆိုတဲ့စကလုံးက တို့တော့ကိုရုံးမှပတ်စားပြီးတော့អော်ပြန်ပြီးစပါဟာကျွန်တော်ကကျွန်တော်မှာသားသမီး6ယောက်ရှိတယ်သူတို့လှုပ်ကြည့်ရမရဘူးခင်ဗျာစစ်မှုထားရမယ်အဲ့တော့ AE ကတော့ကျွန်တော်အဲ့ဒီလိုပုံစံနဲ့လှုပ်လာပြီးအခုမြောက်ဦးမှာဆိုတော့ကျွန်တော်တိတ်ညိုတပြေးကန့်ဆွေကျုံးပြင်လိတ်စင်စားတဲ့ရွာတွေမှာအဲ့ဒီလိုနေတာတွေစပြီးတော့အကောင့်တွေဖော်နေပါပြီဖော်နေပါပြီအဲ့တော့ဘသူမှမလှုပ်ဘူးဗျာခင်ဗျားတို့ဘသူမှမလှုပ်ဘူးအဲ့တော့အိမ်အိမ်မှာမိသားစု6ယောက်မင်းတိအောင်ပြောလိုက်မယ် အင်းမှာငโกကလေးရတဲ့အိမ်ပေါ်တက်ပြီးတော့ပေါ်တာဆွဲတာမရှိဘူးเนาะမိမိအသီးစိမ့်နဲ့မျိုးချိစိမ့်နဲ့မိမိတို့နိုင်ငံပေါ်ထွက်ရဲ့အတွက်ကိုကိုတိုင်းတော်ပြီးစင်မှုထမ်းကြတဲ့လူတွေကြီးပဲရှိတယ်ဒါကိုလည်းတစ်ချက်စဉ်းစားကြည့်အောင်စပ်ပါအောင်ကြည့်တယ်ဆိုရင်ချောင်းလုံးစင်မှုထမ်းမယ်အားကျွန်တော်ဒါကျွန်တော်အမေမလို့အမေတော့မလုပ်ပါနဲ့မရဘူးအကုန်လုံးစစ်မှုထမ်းရမယ်ဆိုတဲ့သဘောကိုအေးကဆောက်လုပ်လာပြီစပြီးတော့လုပ်လာပြီ ဲ့တော့ကလုတ်ခွင့်ရတဲ့သူတွေကခင်ဗျားတို့ဟလာခလေးမွေးတဲ့အချိန်နဲ့ခလေးမွေးတဲ့အချိန်နဲ့ကုံဝင်ဆောင်အချိန်အဲ့ဒီနှစ်ချိန်တော့ခင်ဗျားတို့ကလုတ်ခွင့်ရမယ်အဲ့ဒါပြီးတော့ခင်ဗျားတို့ကအေးထမ်းမှာစစ်မှုထမ်းမယ်ပြီးွားရင်ခင်ဗျားဒီရခိုင်ပြည်မြောက်ဝဲမှာရှိတဲ့ဘင်းလူစကားပြောနေကွာခလေးမွေးပြီးတော့အဲ့ဒီခလေးနိုးလောသွားတဲ့အချိန်မှာစစ်မှုထမ်းရမယ်ဆိုတော့အဲ့ဒီခလေးရဲ့ပညာရဲ့ကြံ့မာရဲ့နေထိုင်ရဲ့လူလားမြောက်ရဲ့အတွက် ဒီမိခင်ကမရှိရင်မဖြစ်ဘူးဆိုတာကိုလူတိုင်းတွေ့ရင်သိတတ်တယ်เนาะတဘိုးလေလွင်ခွေယူကောင်းစားတမနန်းတော်ရခိုင်ပြည်မှာစစ်တွေ့ကြောက်ဖြူမအောင်သုံးမျိုးပဲရှိပြီเนาะဒါတောင်မှဒရင်တရားဖြစ်နေပြီစကားပြောစင်ချင်းမှာအဲ့ဒီဘင်္ဂလီတွေအားလုံးကလည်း A A ရဲ့လက်ထက်မှာသူတို့စစ်မှုထားမယ်ဘင်္ဂလီတွေအားလုံးလည်းအကျုံးဝင်တယ်အဲ့တော့အဲ့မှာတော့ကျွန်တော်ဘင်္ဂလီတွေရော A တွေရော ဟုတ်တယ်လေကွာဘင်္ဂလီပဲဖြစ်ဖြစ်ခမိန်ပဲဖြစ်ဖြစ်တပ်ပဲဖြစ်ဖြစ်ဒိုင်းနာပဲဖြစ်ဖြစ်မရမာပဲဖြစ်ဖြစ်ဒီနေမာနေတဲ့လူဒီမြေမာနေတဲ့လူဒီမြေအတွက်တာဝန်ရှိတယ်ဒီနေရာမာနေတဲ့သူဒီနေရာအတွက်တာဝန်ရှိတယ်ဟုတ်ပြီနော်ဟုတ်ပြီနော်ဘင်္ဂလီနဲ့ရခိုင်ကိုဖလိမ့်ပတ်ပြီးတော့ပြန်ပြီး တဖာလေးနဲ့ထိုးဖို့မကြိုးစားနဲ့ကဲဆက်ပါဦးတော်တော်လေးတော့ကြည့်လို့လိုက်ပါဗျာတော့ဘာကြီးဆက်ပြစ်မလဲတော့ကျွန်တော်မသိဘူးဆက်တော့ကြည့်ရမယ်အေးအားတော့တို့ရထုတ်ပြန်ချက်ထဲမှာတို့ရဒီတို့ရဒီစီအောင်လှူရှောင်းမှုထဲမှာတော့ထိချုံနေမြေအတွင်းမှာရှိတဲ့ယောက်ျားမိန်းမကလေးလူကြီးအားလုံးစစ်မှုထမ်းရမယ်ဒီလိုပြန်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့အမျိုးသားကအသက်55နှစ်ကနေပြီးတော့အသက်55နှစ်တွေအားလုံးစစ်မှုထမ်းရမယ်အမျိုးသမီးကတော့ကျွန်တော်အသက်55နှစ်ကနေ35နှစ်တွေမှာအားလုံးစစ်မှုထမ်းရမယ် ကဲလုံးခွင့်ရှိတာကကိုယ်ဝန်ဆောင်မိပါလေနိုးတိုက်တဲ့မိခင်တွေဒီနှစ်ခုပဲကျွန်တော်တို့ကဲလုံးမယ်ဒို့တော်လည်းပဲကလေးနှုတ်ပြသွားရင်တော့ပြန်ပြီးစစ်မှုထမ်းမယ်အဲ့တော့ခင်ဗျားတို့မိန်ကလေးတွေ35နှစ်ထိစစ်မှုထမ်းရမယ်အကျုံးဝင်လေဆိုတာမင်းတို့တီးပြီးသားပါငကိုကလေးကလေးပေါ်တာဆွဲတာမဟုတ်ဘူးအန်းကိုတိုက်တော့ကတော့တီးလိုက်မယ်ဟုတ်လားမင်းကလေးကြီးပဲတက်ပြီးတော့ချိန်ပလိုက်တယ်ဆိုတာကိုလေဇော်ဘုံအိမ်တော့သေမလောက်អော်နေတယ်လေဟုတ်လား ဒါကိုတော့တီဖို့တင်းတယ်ကဲဆက်ပါတော့ခင်ဗျားတို့ကဒီ A ကဝင်လာပြီဆိုရင်ခင်ဗျားတို့ကရခိုင်ပြည်နယ်မှာရှိတဲ့ဒါကျွန်တော်96ဘာယောဂါတရားနဲ့135ဘာယောဘာယောဂါပေါင်း130 150 200 200အကုန်လုံးခင်ဗျားတို့ကယူဖြစ်တယ်လို့ပြောမှထင်တာခင်ဗျားတို့မမြင်ဘူးတဲ့အရာတွေထပ်မြင်ရလိမ့်မယ်ဒါကခင်ဗျားတို့ဒီရခိုင်ပြည်နယ်မှာဟိုအခြားသောကျွန်တော်လက်ရှိဒီစစ်သွေးကြွတွေထောက်ခံနေသူတွေအားလုံးကခင်ဗျားဒီ A ဖွဲ့ပြစ်ထုတ်တဲ့ကြီးတွေအားလုံးကခင်ဗျားတို့ရဲ့လုံအားတွေခင်ဗျားတို့သွေးရွှေတွေပြစ်ထုတ်နေတာ ။ခင်ဗျားတို့အသက်တွေကိုပြစ်ထုတ်နေတာ။ထုတ်တူပါပဲခင်ဗျားတို့အဲ့မှာလက်ရှိဒီဇာခိုင်းတိုင်းတို့မကွေးတိုင်းတို့အပေါ်အခြားအဲ့လိုဆိုရင်မြန်မာပြည်ကြီးကောင်းစားဖို့အတွက်ရခိုင်ကထွက်တဲ့တယံဇာရကချင်ကထွက်တဲ့တယံဇာရတိုင်းရင်းသားပေါင်းစုံနေမြေကထွက်လာတဲ့တယံဇာရဟူဟူသမျှအကုန်လုံးကိုလဝါကြီးအုပ်ထားပြီးတော့ဒီတိုင်းရင်းသားဒေသတွေကဘာလို့မခွန်ပြိုးဘာလို့မတိုးတက်တာလဲစဉ်းစားစဉ်းစားရင်အဖြေကြီးတဲ့ ော်ဒီကရှိမိနေပေါ့ဒီစစ်သွေးကြွားတွေကိုစစ်သွေးကြွားလက်နက်ကိုင်အဖွဲ့တွေကိုထောက်ခံတဲ့သူတွေအဲဒီလက်နက်ကိုင်အဖွဲ့တွေပြစ်ထုတ်လိုက်တဲ့ကြည်တွေဟာခင်ဗျားတို့သားသမီးတွေအသက်တွေခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုတွေပြစ်ထုတ်နေတာဒါတော့တခြားဆရာကြီးလက်ရှိအဲဒီအဖွဲ့တွေအတုံးပြည့်တဲ့စစ်စစ်ရိတ်တွေအလုံးကိုပြည်သူလူထုကခံနေရတာပြည်သူလူထုကခံနေပြည်သူလူထုဆိုတဲ့နေရာမှာခင်ဗျားရန်ကုန်ဟောက်ပါပြီဒီတော့ဂိတ်ကြီးတွေပေးရလို့ဒီပြည်သူလူထုကအဲ့ဒီဂိတ်ကြီးပေါ်မှာ 3000တန်တဲ့အရာတခု4000ဖြစ်သွားတယ်ဆိုပြီးတော့မင်းကဖွာတာလေဖွာတယ်ဆိုတော့မင်းတို့တဲ့ပခုံးဘွားကအပွင့်နဲ့ကောင်းနေစားတဲ့ခါကြတော့အဲ့ဒီပါဇက်ကဘယ်နှခါအော်ခဲ့ဘူးတလေဘယ်နှခါအော်ခဲ့ဘူးတလေဟုတ်ကဲ့အာကုတို့များတယ် ဒီလားပါပဲဆိုတော့အာရကတတော်အေကစေမှုထံပိုးထုံလိုက်တဲ့ဥပဒေပေါ်မှာမူတည်ပြီးတော့မီဒီယာအချို့ကလည်းတောင်ရင်မြောင်ရင်နဲ့၆ွားတယ်စစ်လော်ပြီးအချို့ကလည်းတောင်ပြောမြောင်ပြောနဲ့၆ွားတယ်ဒီတော့အကုန်လုံးလူနားလျအောင်တော့ကျွန်တော်အနေနဲ့ဒီဗမာစကားနဲ့ပြောရခြင်းဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ရခိုင်ပြည်သူလူထုကြီးတရားကို ဒီနေရာကအနေချင်းလေးပြောဆင်းတာကျွန်ခံမလားယုံထွက်မလားကျွန်ခံမယ်ဆိုရင်ကျွန်နန်းနန်နေတဲ့သူတွေနဲ့ပေါင်းစပ်ပြီးတော့တစ်သက်လုံးကျွန်ခံဖို့အတွက်စဉ်းစားရမယ်မိမိတို့အနေနဲ့အာရဟတ္တတော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေရာမှာကျွန်နန်းနန်နေတဲ့လူတွေလက်မခံဘူး ကျော်စေကချီးနေတဲ့လူတွေကိုလက်မခံဘူး။ဘာလို့လဲ။ကျွန်တော်တို့ဖီနိတ်ခံရတာအခုရေရမဟုတ်ဘူး။အခုရေရမဟုတ်ဘူး။ပြီးရင်နိုင်ငံရေးကဏ္ဍနဲ့ကြည်လိုက်မယ်ဆိုရင်ရခိုင်ပြည်အတွင်းမှာဖြစ်နေတဲ့ဘုံကလေးရခိုင်ဒီလူမျိုးရေးပဋိပက္ခတွေဆိုတာလေဒီစင်အာလာချင်းတွေကတသွင်းပြီးတော့ အမေရာနိုင်ငံရေးလှေကွက်ကစားကွက်တခုအနေနဲ့စောကစားတဲ့အရာတခုဖြစ်တယ်ကျွန်တော်တို့ငွေစင်ကလေးကနေလာတာဘုန်းကြီးတွေနဲ့အတူတူရှင်တွဲနေလိုက်ကြတာရှင်တွဲနေလာကြတာနေလို့ရတယ်ဒါပေမဲ့ဒီလူမျိုးနှမျိုးပေါ်မှာဒီလူမျိုးနှမျိုးပေါ်မှာရှင်လိန်ပြီးတော့အဓိကရန်သူကလောက်ချီအာနာကို ထိုင်ထိုင်ထားပါတယ်ဆိုတော့ဒီစစ်ဝါဒီ KSS ပါပဲဒီတော့ကျွန်တော်တို့ရခိုင်ပြည်သူလူထုကြီးတရားအနေနဲ့ကလည်းမိမိတို့ဝေဖန်တဲ့အရာတွေမီဒီယာပေါ်မှာတွေ့ရတယ်ဒီတော့ကိုကိုတိုင်းကိုဟာကိုမေးကြငါကိုဘော်ကကြော်နန်းနံနေသလားကျော်လန်းလန်နေရင်အာရခတ်တော်အေတိမ့်ပိုက်ထိန်ချုပ်တာတဲ့ရခိုင်ပြည်ကြီးမှာနေလို့မရဘူးဒီတော့ အရဟတတောစေဦးစီရှုံးအနေနဲ့ကလည်းဒီဥပဒေကိုထုတ်ပြန်ရခြင်းဟာတကယ်တမ်းလိုအပ်လို့ကျွန်တော်တို့ခွင့်ဟပြီးတော့ပြောလို့မရတဲ့စကားလုံးတွေများများစွာရှိပါတယ်။ဒါကြောင့်လိုအပ်လို့ဆိုတဲ့စကားလုံးတစ်လုံးနဲ့ပဲတုံ့ပြန်ရတယ်။လိုအပ်လို့ကျွန်တော်တို့ကိုစင်မှုထမ်းဖို့အတွက်ဒီဥပဒေကိုထုတ်ပြန်ပါတယ်ဆိုတဲ့အသီး မိမိတို့ရဲ့ knowledge အသိအမြင်ကိုကျွန်တော်တို့မြင်အောင်ကြည့်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်အမြဲတမ်းဒီမိမိတို့ရခိုင်ပြည်အတွက်ခေပြောတယ်ဆိုရင်အမြဲတမ်းပြောဖြစ်တယ်အမေရိကန်နဲ့ဗီယက်နမ်ဒီတော့စီးရီးတော့ကျွန်တော်တို့ငင်ငယ်လေးကားဆိုရင်ဇက်ကတွေကအစားဗီဒီယိုခစ်တယ်ကိုဗီဒီယိုခစ်တယ်ဆိုတော့ဇက်ကတွေကအစားကျွန်တော်တို့ဗီယက်နမ် အမေရိကန်တိုက်ပွဲပေါင်းများစွာဇက်ကားပေါင်းများစွာအမေရိကန်ကြီးရတယ်ဒီဇက်ကားတွေကဘာလို့ထွက်လာတယ်ဆိုရင်တကယ်တမ်းအဖြစ်ပြချီခဲ့တဲ့အတော့ဒီလောက်အင်အားကြီးပါတယ်ဆိုတော့အမေရိကန်ကိုဗီယာနန်ကတွန်းလှန်တိုက်ထုတ်တော့နိုင်ဒါပါလေပြည်သူလူထုအင်အားနဲ့ပြည်သူတော်လှန်ရေးတရက်ကိုမိမိတို့ဗီယာနန်ပြည်သူလူထုက အကုန်လုံးပေါင်းစည်းညီညာပြီးတော့တိုက်ထုတ်သွားနိုင်တာဖြစ်တယ်။ဒီတော့တွေးကြည့်ပါလက်ရှိရခိုင်အတိုင်းအတာနယ်လေမိမိတို့ကဘီယာနယ်နဲ့အမေရိကန်လိုဖြစ်နေတယ်ဆိုတာကိုဥပမာလေးထားပြီးပြောရခြင်းဖြစ်တယ်။ဘာလို့လဲဘီယာနယ်ကတောင်ပေါ်မှာလေလုံးနေတယ်၊ကိုင်းလုံးနေတယ်။အမေရိကန်စစ်တပ်တွေကလာတယ်ဆိုရင် ပလိုင်းထဲမှာတနပ်ပါတယ်ဒီတနန်းနဲ့ကောက်ပြစ်တယ်အရေးကြုံလာရင်အကုန်လုံးဘီယာလန်မှာစစ်သားပါပဲအခုလက်ရှိအတိုင်းအတာမှာလည်းမိမိတို့အနေနဲ့ရခိုင်ပြည်အတွက်ကြီးမြင်ကြီးစားမှာမလိုလဲအရေးကြုံလာရင်ရခိုင်ပြည်သူလူထုတရားလုံးဟာရခိုင်စစ်သားစစ်မေဖြေရမယ်ဆိုတာအကုန်လုံးကအရေးကြုံလာရင် ရခိုင်တပြည်လုံးစစ်ပညာကိုတပိသာဖြစ်အောင်တော့ဒီဥပဒေကိုပြဋ္ဌာန်းနေလို့ကျွန်တော်တို့အနေနဲ့ကတော့သုံးသပ်မိတယ်သုံးသပ်မိတယ်ဒီသုံးသပ်ချက်အပေါ်မှာမူတည်ပြီးတော့ဇောတကတတ်မယ်ဆိုလည်းတတ်နိုင်လေကျွန်တော်တို့ရခိုင်ပြည်သူလူထုကြီးတရားထဲမှာလည်းမိမိတို့ကသာဘာမှမဟုတ်ဘူးဝေဖန်ဖို့တိုက်ခိုက်ဖို့အတွက်တီးတန်းလုံးချီးနေတဲ့လူတွေကလည်းမြောင်များစွာချီးပါတယ်ဒါကြောင့်ကျွန်တော်တို့ အဝေးကိုကြည်ပြီးတော့မြင်တာကအရေးကြီးတယ်တခဏတာလေးအခုလက်ရှိဒီဥပဒေထုံလိုက်တဲ့အပေါ်မှာမူတည်ပြီးတော့အရဟတတော်အေကိုဝေဖန်နေလူတွေကမလို့မုန်တီစိန်နဲ့ဝေဖန်နေလူတွေကမြောင်များစွာချီးနေတယ်ဆိုတာကိုလေကျွန်တော်တို့ချင်းမိတ်ဆွေတယ်ဒီလိုလိုအပ်တယ်ဒီတော့အမေရိကန်နဲ့ဗီယက်နမ် အမေရိကန်က BNC မှာဘာလို့စစ်ချုပ်ခဲ့တယ်လဲမြန်မာနိုင်ငံထဲမှာလေရခိုင်ပြည်အနေနဲ့ဘာလို့စစ်ဥပဒေကိုထုတ်ရတယ်လဲဒီဟာကိုကျွန်တော်တို့ချင်းချင်းတွေးတောပြီးတော့မြင်တာပေါ့အရေးကြီးတယ်အရေးကြုံလာရင်စစ်သားဖြစ်ရမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်တပ်စခန်းဆိုတာမရှိဘူးဒါပါလေပြောင်းကြစနစ် ယောက်ျားစစ်စင်ကြီးဒီစနေအတိုင်းသာတွားမယ်ဆိုရင်ရေချေမှာတော့ရေချေမှာတော့ရခိုင်ပြည်ရဲ့အနာဂတ်ဟာဒီထက်မကလင်းလန်းတောက်ပဖို့အတွက်ကျွန်တော်တို့တွေကဒီအချိန်မှာတတ်ချီထင်ရှားချင်းနေရင်လည်းကြုံခံနေရတဲ့ဘဝမှာပြောနေပြီးတော့မိမိတို့သားသမီးညီကိုမောင်နှမ တက်လာမဲ့လူငယ်လေးတွေမိမိတို့ရဲ့မျိုးနွယ်ဘောတွေကိုကျွမ်းခံမဲ့အငွေအသက်ကျွမ်းဖြစ်မဲ့စနစ်ဒီအရာတွေကိုလက်စင်ကံပြီးတော့အမွေမပေးခဲ့ပါနဲ့ဘာလို့လဲဒီဟာတွေကိုကျွန်တော်တို့သရှိထင်ရှားရှိနေတဲ့အချိန်မှာကျွန်တော်တို့ကတော်လန်တိုက်ထုတ်ပြီးတော့နောက်လာမယ့်အနာဂတ်လူငယ်တွေအတွက်ရခိုင်ပြည်ကြီးဟာ နှစ်ပေါင်းမြောင်များစွာသူများလက်ထက်မှာအင်္ဂလိပ်စီမတဖန်ဗမာစီမတဖန်အလူးလူးအပြန်ပြန်မလိန်မာလို့အချင်းချင်းတွေးကွေးခေလို့သူများလက်အောက်ကိုကြာရောက်ခဲ့တယ်ဆိုပေမဲ့အခုလက်ရှိမှာဆိုရင်အတိုင်းအတာမှာအာရခတ်တတ်တော်အေကဘလောက်ထိလက်တွေးဆန်ဆန်လုပ်ပြနေပြီလဲဒါကြောင့်ကျွမ်းနန်းနန်နေတဲ့ ALB လို့အဖွဲ့ရစီမှာ ကျော်နန်းလန်နေတဲ့ ALV လို့အခွေးတွေစီမှာကျွန်တော်တို့တွေဒုက္ခတွေကိုမြောင်များစွာခံနေရတာဟိုတနေ့ကလေသတင်းမှာတက်သွားတယ်မရမာကြီး၃ယောက်ကို AA နဲ့ထိဆက်ဆန့်ွေပါတယ်သတင်းပေးပါတယ်ဆိုပြီးတော့ ALP ကကောင်းဆောင်ပြီးတော့စစ်အာဏာရှင်နဲ့ပေါင်းပြီးဖမ်းယူသွားတယ်နှိမ့်ဆက်တဲ့သူတို့ရုံမှာထားတယ် နော့ချီယာကွာလေးတကွာမှာစစ်တွေမျိုးတွေမှာနေတယ်ဆိုတာကျွန်တော်အနေနဲ့ဗီဒီယိုဖိုင်လုပ်ပြီးတင်ဆက်သွားပြီးပဲဖြစ်ပါတယ်ဒီတော့အာရဟတ်တော်အနေနဲ့ကြောင်ကြစစ်စင်ရင်နဲ့သွားနေတဲ့အချိန်မှာမိမိတို့ပြည်သူတရားလုံးကလည်းဒီကြောင်ကြစစ်စင်ရင်မှာလူတိုင်းနိုင်ငံဒီနိုင်ငံထဲမှာနေတဲ့နိုင်ငံသားတိုင်းရခိုင်နိုင်ငံသားတိုင်းအကုန်လုံးစစ်ပညာကိုတတ်ထားဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ မိသလောင်းလေးကိုအကွက်ချပြီးပြောပြရခြင်းပဲဖြစ်ပါလေဒါကြောင့်ဒီဥပဒေထုတ်လိုက်တဲ့ပုံမှာမူတည်ပြီးတော့ဇောရကတက်နေတဲ့သူများလေးနင်းနေလေးအတွေးအမြင်ကိုအခြေကြည့်ပြီးတော့ဒီအရာကိုချင်းချိန်နိုင်ညားပါစေလို့ပြောရင်ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပေါင်းနဲ့ပြည့်စုံနိုင်ညားပါစေလို့စုမောင်းကောင်းတောင်းရင်ခြွေလိုက်ချမ်းမြေ့ကြပါစေဟုတ်ကဲ့ပါမင်္ဂလာပါ 拜你早吧，干得晚吧，拜拜。